Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ကျမကခင်မကြီးရဲ့ငားလေးတွေတွေ့တာနဲ့ကျမကစီးရီးယားဝင်လာတယ်ပေါ့နော်အဲ့ဒါလေးချက်စားဖြစ်ပါတယ်ရှင်အရင်ဆုံးကျမကငားတွေကိုတေချာသက်ဆင်ပြီးရေကို၃လေးခါလောက်စေးပြလိုက်ပါတယ်ရှင်ရေကိုကြည်သွားကြည်သွားတဲ့အထိပေါ့နော်သူ့ကိုစေးပြလိုက်ပါတယ်ရှင် ငါးရီတင်ဆက်ထားတာကိုတော့ကျွန်မကဗီဒီယိုရှင်းသွားမှာဆိုလို့မပြတော့ဘူးပေါ့နော်။အခုတော့ရှင်းကို၄၅ခါလောက်တစ်ခါတစ်ခါဆေးပြလိုက်ပါတယ်ရှင်။အခုလိုမျိုးအားလုံးကိုတက်ဆင်သွားအောင်ရေးဆေးပြီးရတာနှက်ထားပါမယ်ရှင်။ ရတာနဲ့ဖို့အတွက်ဆိုရင်အရတာမုံရေ ပြီးရင်စားထည့်ပါမယ်ရှင်။နောက်ဆုံးမှနွနွေးမုံလေးထည့်လိုက်ပါမယ်ရှင်။အားလုံးကိုတမအောင်ကျမတို့နေပြီးသွားရရှင်တော့15မိနစ်လောက်သူ့ကိုနှက်ပေးထားလိုက်ပါရရှင်။ပြီးတာနဲ့ကျမကင်မွန်းချင်ရဲ့နှစ်ချက်မှာပေါ့နော်။ကင်မွန်းချင်ရဲ့လေးကိုအနုလေးလေးကိုအဲတေချာလေးတင်မယ်ပေါ့နော်။ဝင်လာတဲ့ဟာတွေကတော့အားလုံးနုနုလေးတွေပေါ့နော်။ အဲ့ဒါကကျမဝယ်လာတာတထောင်ဘူးပေါ့နော်တထောင်ဘူးကိုတဝက်ပဲကြောထားတာတောင်900ဘူးလောက်ပဲကြောထားတာပေါ့နော်တင်မွန်ကျင်ရကတော့အရင်ကိုတန်ပါတယ်ရှင်ငါကတော့ကျမဝယ်လာတာ3000ဘူးပေါ့နော်အခုဆိုရင်ကမွန်ကျင်က900နဲ့3500ဘူးလောက်ပဲကြာတယ်ပေါ့နော် ကမွန်ချင်ရလေးတွေကိုကျမကအားလုံးသင်ပြီးသွားပြီဆိုတာနဲ့ကျမကအရွက်တွေကိုစားတဲ့အချိန်မှာ စားနဲ့စင်ပြီးစားရတာပုံပြီးသဘောကျလို့ပုံပြီးတန့်စင်တယ်လို့ကျမစိတ်ကထင်နေပေါ့နော်အမြဲအဲ့ဒါကြောင့်မလို့စားနဲ့ဘာရွက်ပဲဖြစ်ဖြစ်စားနဲ့7မိနစ်လောက်စင်ပြီးမှကျမကချက်ပါတယ်ရှင်အခုဆိုရင်စားထိပ်ပြီးရောရေလေးနဲ့15မိနစ်လောက်စိမ်ထားမယ်ပေါ့နော်အ15မိနစ်လောက်စိမ်ပြီးရနဲ့ကျွန်မ စပစ်ချက်မယ်ပေါ့နော်ကြက်တော်နီးပြီးရင်ငပိအနေငယ်ထည့်ပါမယ်ရှင်ငပိတွေကအရင်များသွားရင်လည်းခါတတ်တယ်ပေါ့နော်ကမွန်းချင်ရဲ့ပမာဏပုံမှုတည်ပြီးတော့ထည့်ပေးပါမယ်ရှင်ပြီးရင်တော့နနေမုံအနေငယ်အရသာမုံအနေငယ်ပြီးရင်စားလေးထည့်ပါမယ်ရှင်ပြီးတော့အားလုံးကိုတမအောင်ကျမမွေပေးလိုက်ပါရရှင်နောက်တစ်ခုကတော့အယောင်တင်မုံလေးလည်းထည့်လိုက်ပါရရှင် ကျက်တော်နီလေးတွေနွမ်းလာပြီဆိုတာနဲ့ကျမကဒီအရွက်တွေကိုစပြီးတော့ထည့်မယ်ပေါ့နော်ကမွန်ကြီးရဲ့ကတော့ကျမတို့ပေါ့နော်ခင်းညင်သည်ချက်တာလောက်တော့မကြောက်ပေါ့နော် သူကဒီအရွက်ကလည်းကျက်တာလွယ်ရဆိုတော့ပေါ့နော်ကျမကငါးဆိုရင်ခင်းညင်သည်နဲ့ချက်တာတဲ့ကမွန်ကြီးရဲ့နဲ့ချက်တာကိုပို့ပြီးတော့ໃຊပါရရှင် ဒါကြောင့်မလို့ငါချင်ကမွန်ချင်ရဲ့နှစ်ချက်တာပို့ပြီးတော့များတယ်ပေါ့နော်အခုဆိုရင်တော့ကမွန်ချင်ရဲ့ဒီကျမအားလုံးကိုကြာတာလတ်သွားအောင်နေပေးလိုက်ပါရှင်ပြီးရနေကမွန်ချင်ရဲ့လေးကိုခြေမယ်ပေါ့နော်ခြေပြီးတော့မှကျမတို့တေချာလေးချက်မယ်ပေါ့နော်ရတာကြိုက်မကြိုက်တော့မြည်ကြည့်ပါရှင် ပြီးရင်ကျမစက်သွန်ပြူထောင်းတာလေးထည့်မယ်ပေါ့နော်ထည့်ပြရနဲ့ကျမတို့အခုလိုအနေထားဆိုရင်တော့ငားရီအားလုံးကိုထည့်လို့ရပါပြီရှင်ငားရီအားလုံးထည့်ပြီးသွားတာနဲ့ကျမတို့ဟို အရန်ကြီးမမွေပဲနဲ့တတလေးပဲမွေပြီးပါပေါ့နော် ဘာလို့လဲဆိုရင်ငားတွေကကြေတတ်တယ်ပေါ့နော်ဒါကြောင့်မလို့ခဏလောက်မှွေပြီးသွားရင်သူ့ထဲကိုရေလေးထည့်ပါမယ်ရှင်ငားလေးကြက်သွားပေါ့နော်ကြီးတွေကတော့အများကြီးထည့်ဆရာမလုပ်ပါဘူးရှင် အများကြီးဆိုရင်လည်းငားတွေကကြီးသွားတတ်ပါရှင်ဒီလောက်ဆိုရင်တော့ရပါပြီရှင် ပြီးရင်တော့ခဏလောက်တည်ပြီးသွားရင်တော့ကျမတို့အရသာအရင်ရှိတဲ့ကင်မွန်းကျင်ရဲ့ငါးလေးချက်ထားတဲ့ဟင်းလေးရပါပြီရှင်။နောက်ဆုံးမှငရုတ်တီစိမ့်လေးထည့်ပေးလိုက်ပါရရှင်။အခုဆိုရင်တော့အဲရန်ကုန်မှာအရသာပြေဆုံးပြီးတော့ထမင်းပူပူလေးနဲ့တွဲစားလို့ရှင်ရန်ကုန်မှာလိုက်ဖက်တဲ့ဟင်းလေးတစ်ခွက်ရပါပြီရှင်။ ကျွန်မရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။အားလုံးပဲကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေလို့ကျွန်မကဆုမကောင်းတောင်းပန်လိုက်ပါတယ်ရှင်။အားလုံးပဲနောက်ထပ်ဗီဒီယိုတွေမှာဆုံကြမယ်နော်။ Bye bye see you